နေပေါ့နော်မေလ23ရက်နေ့ဗိုလ်ဒမနစ်တရတာအတွက်ပြည်ပြောင်းလာတဲ့ကမ္ဘာရွှေစီနေတာကိုဒီပလိုလီမှာတောင်းတက်ပြောကြားပေးတော့မှာဖြစ်ပါတယ်လက်ရှိမှာတော့ကမ္ဘာရွှေစီကအသက်ပြနေအသက်အကောင့်နေပေါ့နော်အဲ့အသက်အကောင့်နေကမ္ဘာရွှေစီကအရင်ရလိုမျိုးတောက်လျှောက်ကျွန်တော်တို့3500ဈေးနဲ့အထိစံချိန်တင်ဈေးဆက်တယ်မလားဒါမှမဟုတ်ရင်ဈေးအကျပြန်လာနိုင်သေးလားအဲ့ဒါကိုကျွန်တော်တို့သုံးသက်လို့ရအောင်လို့ကပတ်ရွှေရဲ့ဈေးအတက်ကြချက်လေးကိုကျွန်တော်တို့တွားကြည့်လိုက်အောင်ပေါ့နော်အဲမနေ့ကဆိုရင်ပြကပတ်ရွှေဈေးက တရက်တာလုံးရအသက်အားကောင်းကောင်းပြခဲ့ပါတယ်။အာကျွန်တော်ပြောခဲ့သလိုမျိုးမနေ့ကဆိုကျွန်တော်ဆိုရင်ဈေးငိမ့်ငိမ့်မငိမ့်ကြမယ်လို့မှတ်တာပေါ့။ဒါပေမဲ့ကျွန်တော်သုံးတဲ့ချက်ကမှားသွားခဲ့ပါလေ။ကျွန်တော်ဆိုလည်းမနေ့လုံးကအဲ3နှစ်30နာမှာတစ်ဖက်ရောင်းနေပြီးရင်3နှစ်85နာမှာရောင်းနေ။အာရောင်းနေနှစ်ကြိမ်လုံးကျွန်တော်တို့အရှုံးပိုင်းစီတန်းထိသွားခဲ့တယ်ပေါ့နော်။အဲ့အပတကမနေ့ကဆိုရင်ကျွန်တော်မှန်းတဲ့မြလွဲတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ခင်ဗျ။ဟုတ်ပြီ။အဲ့အပတကမှာကျွန်တော်တို့က ဒီနေ့ကပ္ပရွှေစီဘလိုနေသားဆက်ကြည့်နိုင်လဲမနေ့ကအတက်တာတကယ်ရောအတက်အားပါရဲ့လားကျွန်တော်တို့ဒီမှာကြည့်မှဆိုရင်ကျွန်တော်ကပ္ပရွှေစီရပါတော့ဧပြီလပထမအပတ်တုန်းကတက်တုံးကဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒါအောက်က volume လို့ခေါ်ရမှာ volume ဆိုတာကျွန်တော်တို့အဲရောင်းဝယ်ဖြစ်မှုပမာဏပေါ့နော်ဒီမှာဧပြီလပထမပတ်တုန်းကတက်တုံးကဆိုဒီမှာ volume အားတော်တော်ကောင်းတယ်ပြောလို့ရဟုတ်ကျနော်အတက်အားပါတယ်အချိန်နဲ့တက်တာလို့ပြောလို့ရအတက်အားပါပါနဲ့အချိန်နဲ့တက်တာမျိုးဖြစ်တဲ့ဧပြီလပထမပတ်တုန်းကဆိုဒီမှာ volume အားပါဟုတ်ပြီ ျွန်တော်တို့မနေ့တော့တက်တာကိုကြည့်လိုက်အောင်မနေ့တော့တက်တဲ့ volume ကဗျာကျွန်တော်ဒါဆိုမနေ့အင်္ဂါနေ့က volume ဒါတနင်္လာနေ့က volume တနင်္လာနေ့တော့ဈေးငိမ့်တယ်ကျွန်တော်တို့အာ3230နဲ့3250ကြာဈေးအတက်ကြာပြေးတဲ့ volume နဲ့မနေ့တော့တနေ့လုံးဟိုညဘက်ကြီးမှာဈေးတက်တဲ့ volume နဲ့ဒီမှာမနေ့ကတနေ့တာ volume နဲ့ကမသိမငိမ့်ဖြစ်နေတယ်ဗျတကယ်တော့ကျွန်တော်တို့ကမနေ့ကအတက်အားကောင်းတဲ့အတက်အား ပါတယ်ဆိုရင်တေချာလေဗျာကျွန်တော်တနင်္လာနေ့က volume ဒီ volume ဘာထက်မနေ့ကဒီ volume ဘာလေးကနည်းနည်းဒီလောက်လောက်ပိုရှိနေအောင်အခုကမရှိဘူးပြောချင်တာမနေ့ကတက်တော်တက်တယ်ဒါပေမဲ့အားမပါဘူးလို့ပြောလို့ရတယ်ဟုတ်ပြီအားမပါတဲ့အတက်ကဘာဖြစ်နိုင်လဲမြင်မယ်ဆိုရင်ကျွန်တော်တို့ကအမကန်ဈေးတန်းတနင်္လာရောက်ပြီဆိုရင်အဲဈေးတန်းမှာရောင်းလို့အားပြီးပြောင်းဝင်လာပြီဆိုရင်ကျွန်တော်တို့ကဈေးပြန်ကျသွားနိုင်တယ်ခင်ဗျတခုတော့ရှိရပါတော့เนาะကျွန်တော်တို့ကတစ်ဖက်က breaking news လို့ပေါ့ထွက်လို့ဈေးရမထင်မှတ်ဖက်နဲ့ဝယ်လိုအားတွေပြုံးဝင်လာပြီးအတက်အားကောင်းသွားပြီးအဲ့အဲ့အမာခံဈေးတန်းအပေါ်ဖောက်တက်နိုင်တယ်ဆိုရင်တော့ဈေးအတက်အားဆက်ကောင်းကောင်းကောင်းသွားနိုင်တယ်ဒါပေမဲ့များသောအားဖြင့်တစ်ဖက်ကသတင်းတွေပါတွေမရှိဘူးဆိုရင်တော့ကျွန်တော်တို့ volume မပါဘဲနဲ့ပေါ့နော်အာတနည်းအားဖြင့်အရှိန်မပါဘဲနဲ့တက်တဲ့အတက်ကတနည်းအားရောက်ရင်ကျွန်တော်တို့အမာခံဈေးတန်းတနည်းအားရောက်ရင်ပြန်ကျနိုင်မှာဟုတ်ပြီအဲ့အပတ်သက်ကမှလက်ရှိအမာခံဈေးတန်းဘယ်လောက်ရှိတယ်လဲ ပြီးတော့မနေ့တုန်းကကျွန်တော်တို့ကခုနပြောလို့ volume မပါပဲတက်တာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့ကအဓိကယူဆတော့ကျွန်တော်အယောင်သမားတွေကိုရှင်းထုတ်နေရတယ်ကျွန်တော်ယူဆလို့ရပါတယ်ဘာလို့လဲမဲ့ဆိုရင်မနေ့တုန်းဆိုကျွန်တော်တို့ကအာ3နှစ်30နာမရောင်းကြမယ်ပြီးရင်တနေ့နာနေ့တော့အမြင့်ဆုံးတက်ခဲ့တဲ့3နှစ်90နာမရောင်းကြမယ်ပြီးရင်အဲကျွန်တော်တို့က3.80နဲ့3.90ကြားမှာရောင်းကြမယ်ရောင်းတဲ့လူတွေတောက်လျှောက်ရောင်းကြတယ်ပေါ့နော်အဲ့ရောင်းကြတဲ့လူတွေရကျွန်တော်ကအရှုံးပိုင်းဈေးတန်းကိုသူကဈေးတောက်လျှောက်ဆွဲတင်ပြီးတော့စားသွားပြီးမှကျွန်တော်တို့ပြန်ကြလာလာမျိုးဖြစ်နိုင်တယ် ဟုတ်ပြီအဲ့ဟာပြတဲ့ကောင်ကဘယ်ဈေးရကကြနိုင်လဲဟာလက်ရှိဈေးတန်းကနေတောက်လျှောက်ကျသွားတော့မှလားမဟုတ်ဘူးခင်ဗျလက်ရှိဈေးတွေမှာလည်းရောင်းမဲ့သူတွေရှိနိုင်သေးတယ်အဲ့ဒါပြတဲ့ကောင်မှာကျွန်တော်တို့ကရောင်းမဲ့သူတွေကိုမှဥမာအယောက်100မှာဆိုကြပါစို့ကျွန်တော်တို့3230မှာအယောက်100ရှိတယ်အယောက်100ရောင်းကြတယ်အာတနော်150မှာလည်းအယောက်100ရောင်းကြတယ်တောက်လျှောက်တက်သွားတယ်အဲ့ဒါဆို3280နဲ့3290ကျားမှာကျွန်တော်တို့အယောက်80လောက်ပဲရောင်းကြတော့အခုဈေးမှာဗျအယောက်60 90လောက်ရောင်းအောင်မယ် ဒါပေမဲ့တေးကြတယ်ကျွန်တော်ဈေးဆက်ဆွဲတင်သွားမယ်ဆိုရောင်းမဲ့သူကဗျာအယောက်20 30လောက်ပဲရှိနေတယ်ရောင်းမဲ့သူတွေရော့သွားတာမျိုးသူတို့ဈေးကွက်ကလိုချင်တာဖြစ်တဲ့ခါမှာတောက်လျှောက်ဆွဲတင်နေအဲ့လားပြတဲ့ခါကျွန်တော်ကဒီနေ့အတွက်ပေါ့နော်ဘယ်တိဆွဲတင်နိုင်ချေရှိလဲလို့ကျွန်တော်အမြင်ရပေါ့နော်ဘယ်တိဆွဲတင်နိုင်ချေရှိလဲလို့မြင်မယ်ဆိုရင်ကျွန်တော်ဒီဈေးတန်းစုပ်ပေါ့335လေးလောက်ထိအမြင်ဆုံးဆွဲတင်နိုင်ချေရှိရလို့ကျွန်တော်မှန်းထားပါတယ်အာဈေးတန်းစုံနေနဲ့ပြောမယ်ဆိုရင်335လေးနဲ့ကျွန်တော်330ကြပါဗျာ 3330နဲ့3354အကြာစီတန်းစုံကိုဈေးဆွဲတင်ပြီးရင်အဲ့3354အထက်မှာဒီနေ့တနေ့တာအသွင်ပေါ့နော်ကဘာရွှေစီအ ਨੇ ဆုံးအချိန်တနာရဲ့တိုင်းတာပေးစီဖြစ်နိုင်မယ်ဆိုရင်ဒီနေ့တရက်တာပေးစီကြည်ပါအဲ့3354အထက်မှာမပိတ်နိုင်ရင်ဈေးကအကြာအားပြန်ဝင်လာတယ်တခုတော့ရှိရတော့ဇုံအားတော့နည်းနည်းကြည့်တယ်ဗျ3330နဲ့3354ဆိုဂျားထဲမှာ24 point တော့ရှိတယ် ဇုံကတော့ကြည့်တယ်ဒါမဲ့လည်းကျွန်တော်အဲ့စုံထဲမှာကိုကခုနကနီးပညာပိုင်းရအတီးပြုချက်စောင့်ပြီးဖြစ်စေကျွန်တော်တို့အချိန်တနားရအတိုင်းတာပေါ့ H1 time frame လို့ပါလို့ကြည့်ပြီးတော့နီးပညာပိုင်းရအတီးပြုချက်စောင့်ပြီးဖြစ်စေဒါမှမဟုတ်လည်းပို့ပြီးတည်ကြခြင်းဒီနေ့တရက်တာအပေစေကိုစောင့်ကြည့်ပြီးတော့အဲ့3330နဲ့335လေးချမှာရောင်းလို့ရတယ်ခင်ဗျာအရှုပ်ပိုင်းဈေးနဲ့ပေးမှဆိုရင်တော့ကျွန်တော်တို့3360အထက်လောက်ပေးပါနော်အမြတ်ပိုင်းဈေးနဲ့ဆိုရင်တော့ကျွန်တော်ဘယ်လောက်တော့ထည့်လို့ရလဲဆိုတော့မနေ့တုန်းကဗျာ မနေ့တော့ဆိုရတဲ့ဒီတစ်ပတ်ထဲမှာအနေဆုံးကြားခဲ့တယ်ဗျာကျွန်တော်3208တို့3205တို့အထိကျွန်တော်တို့ကအမြတ်ပိုင်းဈေးနှုန်းယူလို့ရတယ်ဗျာအချုံပိုင်းဈေးနှုန်းကတော့3360တက်ပြီအဲ့ဒါဖက်ကကျွန်တော်တို့ဒီနေ့အတွက်အဲ့ဈေးနှုန်းစုံထဲမှာ3330နဲ့335လေးကြားဈေးနှုန်းစုံထဲမှာကျွန်တော်ဤပညာပိုင်းရအတိပြုချက်ဆောင်ပြီးရောင်းဖို့အားပေးခြင်းအယောင်းပေါ့နော်စံကျင်ပန်းနေနဲ့ပါစံကျင်ပန်းနေနဲ့ဆိုကြပါစို့335လေးအထက်မှာကျွန်တော်တို့အချိန်တနာရဲ့အတိုင်းတာဒီနေ့အတိတ်တာတွေပေါ့နော် အချိန်တနာရီအတိုင်းတာပိတ်စိကျွန်တော်တို့ market ခေါ်ရ H1 Bukan နဲ့ね3345ဈေးတန်းအတက်မှာဖောက်တက်ပြီးဈေးပိတ်သွားရင်เนาะဈေးက3390လေး3400အထိဈေးအတက်အားဆက်ကောင်းပါလိမ့်မယ်ရေတူတာလိုက်ဝယ်ပါတော့ခင်ဗျအဲ့ဘက်ကမှာရိုးရှင်းပြောမယ်ဆိုတော့3350အထက်ခိုးမှာဈေးအချိန်အ ਨੇ ဆုံးပေါ့เนาะအချိန်တနာရီအတိုင်းတာပိတ်စိနဲ့မပိတ်မချင်း3330အထက်ဈေးတက်တိုင်းဒီနေ့ကဘာရွှေကိုရောင်းလို့ရပါတယ်ပို့တိကြခြင်း နီးပညာပိုင်းရအတည်ပြုချက်ဆောင်ပါဒီထက်ပိုတိကျခြင်းဒီနေ့တရက်တာပိတ်စေးဆောင်ကြည့်ပါအဝယ်ဆိုရင်တော့တုံးတုံးငါးလေးစီတန်းအထက်မှာကျွန်တော်တို့အချင်းတတိုင်းအတိုင်းတာပိတ်စေးနဲ့ဖောက်တက်ပြီးဈေးပေးသွားရင် live ဝယ်ပါဟုတ်ပြီတကယ်လို့ဈေးရပြကျွန်တော်တို့မှန်ထားဈေးကိုမရောက်ဘဲနဲ့ပြန်ကြလိုင်းရောဥမာတုံးတုံးတုံးစင်တာမရောက်ဘဲနဲ့ပြဈေးရပြန်ဆင်းလိုင်းရောအဲ့လိုပြန်ဆင်းလာရင်တော့ဘယ်စင်းနဲ့မှဝယ်တင်တယ်လို့မိမယ်ဆိုကျွန်တော်အချင်းတနားရဲ့အတိုင်းတာနဲ့ကျွန်တော်ကြည့်ပေးမယ်ဘယ်စင်းနဲ့ရောက်ဝယ်တင်တယ်လို့မိမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းစုံပေါ့ဗျာ 3348ဆိုကြ3348ကျွန်တော်တို့ဆို3350 3350နဲ့ကျွန်တော်တို့3325ကြာစေတန်းစုံရောက်ပြီဆိုရင်ဤပညာပိုင်းရအတိပုချက်ဆောင်ပြီးတော့ဝယ်လို့ရပါတယ်ခင်ဗျဈေးအပြကျွန်တော်မှန်းထား 3330လို့3350ကြားတဲ့မရောက်ဘဲနဲ့ပြန်ကြလာပြီဆိုရင်ကျွန်တော်ခုနကစကားလေးတော့မှပါ3350မဟုတ်3250 3250နဲ့3225အဲ့25 point กว่าတဲ့ဈေးတန်းစုံနဲ့ပြန်ရောက်ပြီဆိုရင်ကျွန်တော်တို့ပြန်ဝယ်လို့ရပါတယ်အမြတ်ပိုင်းဈေးတန်း block ယူလို့ရတယ်ကျွန်တော်အခုတက်နေတဲ့ဈေးတန်းဖြစ်တဲ့3290လို့3300အထိယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့3225အောက်လောက်မှာပြီးပါခင်ဗျ ဒါလေးတော့ဒီနေ့အယောင်းဝယ်လုပ်တင်တဲ့ဇယန်းစုံလေးလေးဖြစ်ပါတယ်တခုရှိရပါဘောဆိုကျွန်တော်တို့ကဒီတစ်ပတ်ထဲမှာကျွန်တော်တို့ကအဲဒီမနေ့ရက်မနေ့မနေ့ရက်ဆိုရင်ကျွန်တော်ဈေးအသက်ကျကျန်းသွားတယ်အသက်ကျကျန်းသွားတယ်ဖြစ်တာဖြစ်တဲ့အခါမှာကျွန်တော်တို့ကဈေးနှန်းစုံတွေကိုစိတ်ရှိလက်ရှိနဲ့စောင့်ပြီးမှအယောင်းဝယ်လုပ်တာတော့ကောင်းပါလိမ့်မယ်လက်ရှိရောက်နေတဲ့ဈေးစုံတွေကနေဝယ်တာရောင်းတာနေကြကျွန်တော်တို့အနေငယ်များပါတယ် PR အရှုံးပိုင်းစည်းတမ်းတွေပါတယ် risk management တွေလုံးမထိုင်ပိုတောင်ဆိုးပါသေးတယ် လက်ရှိကမ္ဘာချွေစီရနော်ကျွန်တော်တို့ကျွန်တော်ထင်တယ်ဒီဘက်တိုင်းမှာ data လဲနေတာပြတဲ့ခါမှာဈေးဆွဲတင်ဆွဲချတွေရှိနိုင်ပါတယ်အဲ့အောင်အထူးတတိထားဖို့လိုအပ်ပါတယ်တကယ်လို့ကိုကဆိုကြပါဆိုတပတ်တာအတွက်ပေါ့နော်ကိုကဆိုကြပါဆိုအာကပားရွှေကိုကျွန်တော်အရောင်းဝယ်လုပ်တဲ့ခါမှာကိုက risk management ဘယ်လိုလုပ်မလဲပြီးရင် risk ဘယ်လောက်ထိပဲယူမလဲဥမာကိုကအရောင်းဝယ်လုပ်တဲ့ရှုံသွားတဲ့အရောင်းဝယ်လုပ်တဲ့ရှုံသွားတဲ့ဥမာအရှုံးပမာဏဘယ်လောက်ကန့်တတ်ထားတင်တယ်လဲအဲ့ဟာလေးလေးကျွန်တော်သတ်မှတ်ထားဖို့လိုအပ်တယ်ခင်ဗျအဲ့လိုပမာဏကိုသတ်မှတ်ထားပြီးပမာဏရှုံးသွားပြီဆိုကိုကဒီတစ်ပတ်တည်းကြမ်းတဲ့ရက်တွေမ train ပြီးမှနောက်တစ်ဖက်မှာစိတ်အေးလည်နေပြန်ထွက်ဘာလို့လဲမလဲဆိုတခါလေးကြောက်ကျွန်တော်ဈေးကွက်ကကျွန်တော်နဲ့ကီးမကိုက်တဲ့ကလာမျိုးကြီးရှိနေပါတယ်မနေ့ကဆိုကျွန်တော်ကျွန်တော်နဲ့ကီးမကိုက်ကျွန်တော်မန်းထားနေတတွေကြီးဖြစ်သွားတယ်တကယ်တော့အမှန်တော့ကျွန်တော်မနေ့ကဆိုကျွန်တော်အဲ့ဒီ3230လောက်ပါတော့ဝဲတယ်ဒါပေမဲ့ကျွန်တော်အကြပ်တ်သွားမယ်လို့ကျွန်တော်သုံးသပ်မိပြီးတော့အဲ့ဒီအဝဲတွေကိုအမြန်နဲ့နဲ့နဲ့ပိတ်ပစ်လိုက်ပြီးတော့330လောက်မှာသွားရောင်းလိုက်တယ်နော်အဲ့မှာကျွန်တော်ထိသွားတာပဲအဲ့ဘက်ကတခါလေးကြောက်ရဲကျွန်တော်ဈေးကွက်နေထားတော့သုံးသပ်ခါမှာကိုနဲ့ကီးမကိုက်ပဲနဲ့ လွဲသွားတဲ့ကာလမျိုးကြီးရှိပါတယ်ဒါပေမဲ့အဲ့လိုလွဲသွားရင်လည်းကျွန်တော် risk management ကောင်းကောင်းလုပ်ထားရဲဆိုပေါ့ကျွန်တော်ကျွန်တော်တို့ကအများကြီးမရှုံးနဲ့ထိုက်တဲ့နဲ့ပမာဏလောက်ပဲရှုံးနဲ့ဘယ်သူမှမဆိုပါတော့ဈေးကွက်ကိုတုံးတဲ့ခါမှာကျွန်တော်အများနဲ့100%တော့မှန်မှာမဟုတ်ပါဘူးကျွန်တော်နေမဟုတ်ဘူးဘယ်သူမှကျွန်တော်ဟန်ဒရက်မှာဆက်မှန်အောင်မတုံးတက်နိုင်အောင်အဲမှားတဲ့ခါမှာကျွန်တော်အိမ်မရေတောင်ခဏတိုင်းရှိအောင်လို့ကျွန်တော်ကအဲ့ဘယ်စီမှာရှုံပန်းတင်လဲအဲ့အလေးလေးကျွန်တော်ကတတ်မှတ်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ အဲ့ဒါပတ်သက်ခါမှာကျွန်တော်ကဒီနေ့ကပ္ပရွှေစီကိုတော့ဈေးဆွဲတင်ပြီးမှပြန်အကျလာမယ်လို့သုံးသပ်ထားပါတယ်ဈေးဆွဲတင်မဲ့ဆုံးကလည်း3330နဲ့335လေးကြာစီနဲ့ဆုံးဆွဲတင်မယ်လို့မှန်းထားပါတယ်တကယ်လို့အဲ့ဈေးရဆုံးကမရောက်ပဲပြန်ကြရင်တော့ဒီ3325နဲ့3250ကြာ sorry 3325မဟုတ်3225နဲ့3250ကြာစီနဲ့ဆုံးမှာကျွန်တော်ရည်သူပြန်ဝယ်ဖို့အားပေးခြင်းပါတယ်ဟုတ်ပြီအဲ့ဒါပတ်သက်ခါဒီနေ့တရက်တာအပေးစီဘဲပေါ်ပိတ်ခတ်ရင်စီကျွန်တော်တို့ အသက်အားဆက်ကောင်းမလဲလို့မိမယ်ဆိုရင်ကျွန်တော်တို့ဒီနေ့တရတာအပေစီတာတကယ်လို့ပေါ့နော်3:90ကျွန်တော်မနေ့ကပြောခဲ့တဲ့3:90အထက်မှာပိတ်ခဲ့ရင်တော့ကျွန်တော်တို့ဈေးအသက်အားဆက်ကောင်းပါလိမ့်မယ်မနေ့ကတော့ကျွန်တော်ပြောနေ3:90အထက်မှာအဲ့မနေ့ကတရတာပေစီဈေးပိတ်ရင်ဆက်ဒီနေ့မှာတောက်လျှောက်အသက်အားကောင်းမယ်ဒီနေ့မှာကျွန်တော်လိုက်ဝယ်မှာကြာတိုင်းလိုက်ဝယ်မှာဒါပေမဲ့မနေ့ကတရတာပေစီက3:90မှာမပိတ်သွားဘူးနော်တကယ်လို့သူလာတက်ချင်တယ်ဆိုပြ3.96 3.96 3.93လောက်ပိတ်ဖို့ဆိုတာမခေရင် ါမဲ့ပိတ်မသွားဘူး။၃နှစ်၈၉လောက်မှ ပိတ်သွားတယ်။ဘာကျင်တာအဲ့ဆိုတော့အခုတက်နေတဲ့အတက်ကကျွန်တော်ဆွဲတင်အတက်လို့ဘာကြောင့်ယူဆလဲမနေ့ကတရက်တာပိတ်စီရလေ၃နှစ်၉၀အထက်မှမပိတ်ခဲ့လို့ဖြစ်ပါလေ။အဲ့ဘက်ကတကယ်လို့ဘာလို့ဒီနေ့တရက်တာပိတ်စီ၃နှစ်၉၀အထက်မှပိတ်ခဲ့တယ်ဆိုရင်တော့မနေ့ဖျားစားပြီးတော့ကျွန်တော်ဝယ်ဖို့စဉ်းစားတော့မှဖြစ်ပါစည်းကြလဲအောက်စည်းမှာအဝယ်လိုက်ဖို့စဉ်းစားတော့မှဖြစ်ပါလေစန့်ကျင်ဘက်အနေနဲ့390အထက်မှာမပိတ်ခဲ့ရင်တော့ 3နှစ်60အောက်မှာပိတ်သွားရင်ဒီထက်ပိုပြီးတိတ်ကြခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်တာကဘာချွေရဲ့အပေးစေးတာ3နှစ်နဲ့5အောက်လောက်မှာပိတ်သွားတဲ့ဆိုရင်တော့ကဘာချွေစီမနဲ့ပြန်မအကြအားကောင်းကောင်းပြန်လာပါလိမ့်မယ်ငကိုသွားနေတဲ့အကြလမ်းကြောင်းကိုဆက်သွားပါလိမ့်မယ်ကျွန်တော်မှန်းထားတယ်တော်တော်တရာတို့3080တို့အထိဈေးအကြမြင်ရနိုင်ပါအဲ့ဒါပတ်သက်ကမှကျွန်တော်ဒီအခုတက်နေတဲ့ကဘာချွေစီရဲ့အတက်ကဆွဲတင်အတက်လားဒါမှမဟုတ်ရင်တကက်အတက်လားဆိုတာ ဒီနေ့တရက်တာပိတ်ဈေးကိုစောင့်ကြည့်ပြီးအဖြေပေါ်ပါလိမ့်မယ်ခင်ဗျကျွန်တော်တော့ဆွဲတင်အတက်လို့ကျွန်တော်တဝရအမြင်ကဆွဲတင်တဲ့အတက်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ပြီဒါလေးကနေပညာပိုင်းအတွက်တက်ချက်လေးပေါ့နော်သတင်းချက်လက်ပိုင်းကိုကျွန်တော်တွားကြည့်အောင်သတင်းချက်ပိုင်းသတင်းချက်လက်ပိုင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီနေ့မှာကမ္ဘာ့ဖြစ်နေတဲ့ဆိုင်တဲ့ data မရှိဘူးပြန်ဒီတပတ်တဲ့ data နဲ့အဲအကြောင်းကျွန်တော်တို့ကဈေးကအဲ့လောက်ခက်နည်းနည်းကျန်းနေခြင်းဖြစ်ပါတယ် data မရှိဘူးမနှက်ဖြန်တဲ့တပတ်ခါမှာ data ရှိမှာပေါ့နော်ဟုတ်ပြီပြီးတော့အခုတတိထားမှာကျွန်တော်က ဒေါ်လာအင်းသက်ကြီးကတော့ကြာပါတယ်ခင်ဗျဒေါ်လာအင်းသက်ကြီးက69တသမာ400ဝန်းကျင်ရောက်နေတယ်မနေ့က100အောက်တောက်လျှောက်ဖောက်ကြပြီးမှန်တဲ့တစ်ဖက်ကကဘာရွှေရဲ့အတက်က volume ပါရာမန်နဲ့ကျွန်တော်တို့ကကျွန်တော်ကိုယ်တိုင်လည်းစွဲတင်အတက်လို့ယူဆထားတာဆိုပေမဲ့ဒီဒေါ်လာအင်းသက်ကြီး100အောက်ကြာသွားတော့နည်းနည်းတည်ထားလိမ့်မယ်ဘာလို့လဲမဲ့ဆိုကျွန်တော်အရင်ရက်တော့တုံးတစ်ချက်ပြီးလို့တည်းမှာကဘာဒေါ်လာအင်းသက်သာတရာအောက်ကိုဖောက်ဆင်းခဲ့တဲ့ဆိုရင်တရင်ပိုင်းကကဘာရွှေဘက်မှာဝယ်လိုအားတွေဝင်လာနိုင်တယ်လို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော် အဲ့ဒါပတ်သက်ကမှန်တဲ့ကျွန်တော်နီးပညာပိုင်းရတက်ကနီကယ်ရကျွန်တော်ဆွဲတင်အတက်လို့ယူဆတယ်ဒါပေမဲ့သတင်းပိုင်းရကြောင့်ဒီဒေါ်လာအင်ဒက်ကြီးတရအောက်ကျနေရတော့တနည်းလေးတတိထားမယ်နေသားခင်ဗျဒီနေ့တဏိတာသိမှာဒေါ်လာအင်ဒက်တရအထက်ပြန်တက်နိုင်မလားစောင့်ကြည့်ရမယ်တကယ်လို့ဒါဒေါ်လာအင်ဒက်လာတရအထက်ဒီနေ့တဏိတာသိပြန်တက်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့တစ်ဖက်ကနီးပညာပိုင်းရကမ္ဘာရွှေဈေးရလက်ရှိတက်နေတဲ့အတက်ကဈေးဆွဲတင်တဲ့အတက်ဆိုတော့ကျွန်တော်ရဲ့တုံးသက်ချက်လေးကိုပို့ပြီးတော့မှန်အောင်အတိပြုပေးလိုက်လို့ဖြစ်သွားလိမ့်မယ်ခင်ဗျ အဲ့ဒါပြတ်ခါမှာကျွန်တော်တို့အဲ့ဒီဒေါ်လာအင်တက်အနေထားကိုဒီနေ့မှစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲတပတ်က breaking news အနေနဲ့ကတော့ရုရှားနဲ့ယူကရိန်းတည်င်းတို့အဲ့ဒီတည်င်းတို့ဘာလို့ဆိုတာကျွန်တော်တို့တနည်းအားဖြင့်ဈေးဆွဲတင်တို့ကောင်းအောင်လို့သူတို့ပြပေးထားတဲ့တည်င်းတွေဖြစ်ပါတယ်အဲ့လောက်ကြီး effect ကြီးတဲ့တည်င်းတွေတော့မဟုတ်ဘူးခင်ဗျတကယ်လို့ဒါတည်င်းကြောင့်တက်တာဆိုရင်ဗျာကျွန်တော်ဒီချိန်မှာဗျာကဘာရွှေကို3380လောက်မြင်းနေရဥမာဧပြီလပထမပတ်တော်မှာဆိုကျွန်တော်နေတိုင်းပြပစ်တရာတက်တယ်မနက်ခင်းလည်းတက်တယ်နေ့လည်းခင်းလည်းတက်တယ်ညလည်းတက်တယ် ဒီဈေးနဲ့ဒီဈေးနဲ့လောက်မှတက်နေစရာအကြောင်းမရှိဘူးပြတရင်ကြောင်းတက်တယ်ဆိုရင်3380လို့3400နားကိုပြကျွန်တော်တို့အဲ့လောက်လောက်မရောက်ရင်တော့မှခုချိန်လောက်3350လောက်ကိုဒီမနက်ခင်းမှာရောက်နေလောက်မနက်ခင်းအာရှဈေးကွက်ချိန်မှာရောက်နေလောက်ပဲဒါပေမဲ့အခုက3300နားမှာတက်နေတဲ့အနေအထားမျိုးတွေ့နေတယ်အဲ့လောက်ဖက်ကံမှာကျွန်တော်ကအဲ့အဲ့အနေအထားကြောင့်လဲကျွန်တော်ကအခုတက်နေတဲ့တက်ကိုဈေးဆွဲတင်အတက်လို့ယူဆခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့တနိဒာအတွင်းမှာ ဒေါ်လာအင်တက်တရအထက်ပြန်တက်နိုင်မလားဆိုတာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်အောင်ဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်ရဲ့ဒီနေ့မီလကျွန်တော်တို့23ရက်တည့်ရက်ဒါကဘာရွှေစည်းကွက်သုံးသက်ချက်ပြီလို့ဖြစ်ပါတယ်။ကျွန်တော်ရဲ့အခုလိုသုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေ့တက်ရောက်လို့ရပါတယ်။အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမြင်မြတ်နိုင်ပါတယ်ခင်ဗျ။ကဘာရွှေ Twitter အားလုံးပဲကျွန်တော်ဒီနေ့ မေလ21ရက်နေ့တရက်တာအတွက်ကပ္ပရွှေစီအတက်ကြောက်ကိုအထူးတတိထားရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပတ်စံနေကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးနေပန်းကျွန်တော်ရဲ့ဒီနေ့တရက်တာကပ္ပရွှေစီကွက်သုံးချက်ဗီဒီယိုကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြရစီခင်ဗျာ